အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တွေအားလုံးမင်္ဂလာပါ Tottenham Hotspur ကလည်းဒီနေ့ရာသီအတွင်း Champion League မှာသူတို့ရဲ့အကောင်းဆုံးပွဲလို့ပြောရမယ် performance ပွဲကိုပြသသွားတယ် Copenhagen ကိုဒီနေ့ Spurs ကကိုးသွင်းသေးချခဲ့ရင်ကျွန်တော်အမြင်တော့ကိုလိုမဝါနီတယောက်လောက်ပဲတယောက်ထဲတောင်၅လုံးလောက်ရတယ် Richarlison လည်း၃လုံးလောက်ရတယ် chance ကနဲတဲ့ chance ပေါ့မဟုတ် chance after chance after chance တယောက်လျော့သွားပြီးတဲ့အချိန်မှာကိုပင်ဟေကင်ဖွင့်ကန်တဲ့အတွက်ကြောင့်ထော်တနဟာဒီထက်ပိုကောင်းတဲ့ chance အများကြီး2-0လောက်ဖြစ်တဲ့ Brandon Johnson ထုတ်ခံရတယ်အဲ့ထုတ်ခံရတဲ့နောက်ဆက်တွဲမှာတယောက်လျော့သွားတဲ့အချိန်ကနေ Spurs က9တောင်ထက်သွင်းသွားတယ်တကယ်ဆိုရင်ပွဲပြီးကနေမှဒီ Richarlison penalty ထက်လွဲသွားတယ်ဇာ Spurs ဒီနေ့ကစားတာတော်တော်လေးကောင်းတယ်နောက်တစ်ခုကပြိုင်ဘက်ကလည်းကိုပင်ဟေကင်ကြောင့်လည်းပါတာလည်းပါတယ်ဒါ Vicario ကို နောက်ဗန်ဒဗန်နဲ့ရူမဲရူတွဲပြီးတော့ဖိုရိုနဲ့ဥဒူကီအရင်ခံစစ်အဟောင်းအတွဲကိုပြန်တွဲတယ်။ကွင်းလေကဘန်တန်ကိုကိုစာနဲ့ထားပြီးတော့မှတိုက်စစ်ကဂျွန်ဆင်ရဲ့စီမွန်ရဲ့အိုဒဘယ်နဲ့ကိုလိုမဝါနီအိုဒဘယ်လေးချန်ရတယ်စီမွန်လေးချန်ရတယ်စီမွန်ဆိုဘလောက်တင်မှုကောင်းလဲဆိုရင် तू ကလူထုတ်ခံလိုက်ရလို့လူစားလေးလဲလိုက်ရတယ်။ तू ဖန်တီးပေးသမျှအလုံးကိုကိုလိုမဝါနီကထိုင်ခံဖြုံးသွားတာပထမပိုင်းမှာ तू ပေးတာနှလုံးလုံးကောင်းတယ်။ ဒီနေ့ပထမဂိုးလဲသူဖန်တီးပေးတဲ့ Brandon Johnson ကိုသူဖန်တီးပေးတဲ့အလုံးလဲကောင်းတယ်။ဒါပထမလုံးကတော့ဒါသူဖန်တီးပေးတယ်ဆိုတာ Brandon Johnson ရဲ့အရေးသွေးကြောင့်လဲပါဘူးလေ။သူခလိမ်မောပြုတ်လိုက်တဲ့လွတ်ထွက်သွားတဲ့အလုံးကိုဒါ Johnson ကဂိုးသမားကိုပါလိမ်ပြီးသွင်းသွားတာ။ဒါပေမဲ့အဲ့နောက်ပိုင်းမှာ Spurs က chance နဲ့ chance မှမဟုတ်ဘူး။ဒီနေ့ပွဲမှာဂိုးပေါက်ကန်သွင်းမှု HC က3.13နော်တယောက်ထုတ်ခံရတဲ့အသင်းက3.13နဲ့ short target အများကြီးပဲရတယ်။ဒါ Spurs က short target 6လုံးပဲရှိပေမဲ့တကီဒီတက်မကပူ9ရာသင်းနဲ့ Tottenham Hotspur ခိုးလူမွားနီတယောက်ထဲ9လုံးလောက်ရတယ်။ပထမပိုင်းမှာ3 4လုံးလောက်ရတယ်။ဒုတိယပိုင်းမှာလည်းရတယ်။ Richarlison သူဝင်လာပြီးတဲ့အချိန်မှာလည်း chance အများကြီးတောက်လျှောက်ရတာ။သူကိုယ်တိုင်တိုင်ထိတာနဲ့ကိုယ်သမားဘေးကန်လိုက်တာနဲ့ခေါင်းတိုက်လိုက်တာနဲ့အဒီကြားထဲမှာဘေးကန်နေ injury အတိုင်းမှာ ပနတီရတယ်အဲ့ပနတီကိုရီချာလ်ဆင်ကန်သွင်းတယ်ဒီနေ့တပွဲလုံးရဲ့ highlight ကတော့ Mickey Van de Ven ပဲ Mickey Van de Ven ကအခုဒီဘက်နောက်ပိုင်းမှာတော်တော်ကောင်းနေပြဒီကစားမကတော်တော်တိုးတက်လာတယ်တခုပဲသူသူ့ရဲ့အယမ်းမြန်တဲ့ pace ကတခါလေးကျရင် hamstring ဖြစ်တတ်တယ်ပြအဲ့တစ်ချက်က Mickey Van de Ven ကသတိထားမှာကျွန်တော်ကတော့လုံးဝငြိမ့်နေကို area ထဲမှာဘလုံးပြတ်သွားတဲ့အလုံးကိုတကိုးတော့ဆွဲထွက်သွားပြီးတော့မှတွင်းသွားတဲ့ Van de Ven ရဲ့အလုံးကတော့ကြောက်ဖို့တောင်ကောင်းတယ် သွင်းသွားတာတော့6စနစ်4မိနစ်မှာသွင်းသွားတယ်။ဒါဂျော့ဖိုလင်ညာပေးတာကနေမီကီဗန်ဒမန်ဆွဲထွက်သွားတယ်။ဟိုးနောက်ကနေကျွန်တော်အခုဘန်လီနဲ့ပွဲထင်တယ်။ဆုံးဆွဲထက်တာတော့ပုံများဟိုးနောက်ကတည်းတောင်ရောက်တဲ့ဆွဲတာ။သူက pace များတော့အချိန်တင်အချိန်တင်အချိန်တင်နဲ့နောက်ဆုံးလက်ကျဒီဘက်ချမ်းမှာကိုလိုမွားနီလားဘယ်သူလဲမသိတယောက်ပါတယ်။ဒါပေမဲ့သူအပြင်းကန်သွားတယ်၊ဂိုးသွားတယ်။အဲ့လုံးကတကယ်ကောင်းတဲ့အလုံးဖြစ်တယ်။ Probably Spurs ရဲ့ဂိုးသွားစီးစင်းလို့တော့ပြောလို့ရတယ်။ Now တခါနောက်တခါ counter ထပ်ပုတ်တယ်။ ပေါက်တဲ့ချိန်မှာဂျွာဖလင်ညာနဲ့ရိုမေရိုတို့1 2ရိုက်ပြီးတော့ခရစ်ယာန်ရိုမေရိုပေးတာကနေဖလင်ညာတကူသွင်းတယ်ဖလင်ညာဆိုရင်ဒါဂျာဗီစီမွန်ကို technical reason ကြောင့်ဒီ Brandon Johnson ထုတ်ခံရတဲ့အချိန်မှာ Joe Bollinger ကိုထည့်ပြီးတော့ Simon ကိုထုတ်တော့ Simon နည်းနည်းတော့နာခက်တာဘာလို့ဆိုဒီနေ့ပွဲသူတော်တော်ကောင်းနေဗျဒါဒီ Tottenham Hotspur ရှက်နဲ့ကစားတဲ့ပွဲမှာဒီပွဲက Simon တို့ကအကောင်းဆုံးပွဲလို့အောင်ပြောလို့ရတယ်ဒါပေမဲ့လူထုတ်ခံလိုက်ရလို့အပြောင်းလဲတွေအများကြီးဖြစ်သွားတယ်ဟိုဘက်ကကိုဘေးကဘာမှ မလုပ်ပြနိုင်ဘူး တို့ချီရန်တာမှာမယ်ဟန်ငင်းုံဖြစ်နေတပွဲလုံးမှာဒီ Vicario ကိုဘာ test မှာလည်းမရှိဘူးတယောက်ရော့နေတဲ့ space ကနောက်က like စားရတာလည်းမရှိဘူးအေးစစ်စစ်ပဲတို့ရသွားတဲ့တံပြန်ကောင်းတာတွေကဒီတမကပူကိုးတတ်တယ်ဆိုတော့ပထမပိုင်းမှာတည်းက twin ထားတဲ့ဒါဘယ်လိုပြောမလဲ Brandon Johnson နဲ့ Odeve ရဲ့ twin goal တွေနဲ့ဒုတိယပိုင်းမှာ Mickey Van de Ven နဲ့ ချောက်ဖလင်ညာတို့ရဲ့ twin ကိုတွေကထော်တန်ကိုအိမ်ကွင်းမှာဂူးပြတ်နိုင်ပွဲရတယ်။ Richarlison penalty မွင်လို့၅ဂိုးမဖြစ်ပေမဲ့ထော်တန်ကအခုအိမ်ကွင်း၂ပွဲပေါ့လေ Villarreal နဲ့၃ပွဲကန်တယ်ပြီးတော့အခုအိမ်ကွင်း၃ပွဲကန်တယ်၂ပွဲကစားဒါအိမ်ကွင်းမှာဆို၂ပွဲကို၅ဂိုးတွင် clean sheet ၂ပွဲလုံးယူပြီးတော့အဝေးကွင်းမှာတော့သူတို့မနာကိုကို clean sheet ယူတယ်ဘိုရိုကလင့်ကိုတူတူသေးကြတယ်ဆိုဒီအသည်မှာထော်တန် Hotspur ရဲ့ Champion League performance ကအရင်မဆိုးဘူးလို့ပြောလို့ရတယ်ဒါ Spurs ကအဆင့်ခုနှစ်မှာပေါ့လေ၄ပွဲကစား ဒါ၈၉တွင်းပြီးတော့ဒီ၈မှတ်ရထားတာဗောလေဆိုတော့ဒီမှာထော်နန်သင်ရသိတာလေဗျဒီ ရိုမေရိုနဲ့ဗန်ဗန်ဒမန်ပဲတွေ့အိုက်ခံစစ်အရန်ငိမ့်နေ။နောက်ဗီကာရီယိုကလည်းအရန်စစ်ဖြစ်တယ်။အိုက်တိုက်စစ်ကတော့ဗျာဂိုးသွင်းတေချာဖို့လေ့ကျရမှာခိုလိုမဝါနီအပါဝင်ဘရန်နဂျိုဆင်ကတော့ခိုးလက်အမြဲရှိတယ်။အိုက်ဂျိုဆင်ကဂိုးသွင်းတခြားကားလိုက်တဲ့အများကြီးတေချာတယ်။မချားလက်ဆင်အတွက်ရောခိုလိုမဝါနီအတွက်ရောရှာဗီဆင်မွန်ခင်ဗျာတော်တော်လေးကန်ဆိုးသွားတာ။သူ့မှာအကောင်းဆုံးပွဲကစားပါရဲနဲ့လူစားလဲခံလိုက်ရတယ်။သူ့ဖန်တီးပေးသမျှအလုံးအပေါ်ထောင်ခံသွားပြီးတော့ဘီကီဗန်ဒဘန်ရဲ့အတွင်းကတော့တကယ့် quality ကိုနဲ့ spas ကကိုးပြတ်နိုင်တာပါအားလုံးကျေးဇူးတင်ပါတယ်။